တော့အားလုံးမင်္ဂလာပါ Vice Board နဲ့ပြန်လည်ကြိုဆိုပါရစေခင်ဗျာအခုဒီနေ့တင်ဆက်ပေးနေတာက Manchester City နဲ့ Nottingham Forest ရဲ့ပွဲစဉ်ကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ် Man City နဲ့ Forest ကဒီနေ့ပွဲက City တို့ရော Forest ပွဲရောအရေးပါတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ပြောလို့ရမယ်ဗျာဒါ Champions League တော့မဟုတ်ဗျာအဆင့် Premier League ဇေယျရသည်မှုရသူတို့ Liverpool Arsenal ပြည့်နေအောင်မှာ၃နဲ့၄တီ တက်မှတ်အမှတ်ကတက်မှတ်ဖက်ကွာလေတကယ်လို့ဖောက်ကမန်စီးတီးကိုနိုင်မယ်ဆိုရင်တော့တေးတို့တော့အနိုင်ဆိုရင်အဆင့်တုံးမှာသူရက်တည်နိုင်မှာဒါပေမဲ့မန်စီးတီးကလာဖောက်ကိုနိုင်ရမယ်ဆိုရင်တော့အဆင့်သုံးနေရကိုမန်စီးတီးလက်ထက်ကိုပြလိုက်ရမှာဆိုတော့ဖောက်ကလည်းသူ့ရဲ့အိမ်ဝင်းเนี่ยดูแมนซิตี้ကိုမခေပင်းနဲ့ကစားမယ်ซิตี้ကလည်းသူတို့ဒီဒီတိုင်းမှာတက်ပြတဲ့ယာယီဟုတ်တာမှန်မြဲနောက်ပိုင်းနလန်ထူကစအတင်းလေးဒီမဆိုးတော့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်တော့ကြတော့ငါတို့ဒီထိုင်မြန်စုမရရင်မဲ ဒါဆရာဘက်ရဲ့ဟောပေါ်စတိုင်ပေါ်ဆရာဘက်ဒီဘယ်တော့ခါမှယူကန်ခဲ့တဲ့အတင်းနေမှာအဆင်တော့မကြဘူးဗျာသူဘာစီနာတော့ပယန်မီတိုမန်စီးတီမန်ဘီမေဘီမန်စီးတီစားရတဲ့ယာယီမှာကျွန်တော်တို့အဆင်300ညာအထိသူတို့အချိန်နေဆိုးပြီးတော့ရောက်ခဲ့ဒါပေမဲ့အဆင်၄တော့ပေါ့ဗျာအဆင်300ညာမယ်ယာယီတင်းခဲ့တယ်ဒါပေမဲ့ဆရာဘက်ရဲ့နီးပြဘွားတန်တချောင်းမှာဘယ်တော့ခါမှအဆင်3အောက်ကိုမရောက်ဦးရဆိုတော့ဒီဒီနေပွဲပြည်တူရဲ့ဂုံနေခါကိုမကြောက်အောင်ဆရာဘက်ဒီဖိုးလိုက်ကိုတော့ သူရဲ့မဟာဘူရာမြောက်ဒီနေ့ကစားမယ်လို့ထင်တယ်။ဒါကြောင့်ဒီနေ့ဘက်ဒီဖွလက်ကလည်းအနိုင်မခံပဲအိမ်ဝဲမှာကြိုးမှုနဲ့မန်စီးတီကိုချမယ်။မန်စီးကလည်းအဆင့်တုံးနေရာကိုရရှိဖို့ရေးကိုချမယ်။အဆင့်တုံးနေရာလူဝဲလို့ပြောလို့ရတဲ့ပွဲပေါ့ဗျာ။ဒါကြောင့်မို့မန်စီးတီဘက်ကကြည့်မယ်ဆိုရင်မန်စီးတီဒီဟာလန်ဒီနေ့ဘက်မှာပြန်ပါနိုင်မယ်။ပြီးကြတဲ့ဘက်မှာဆိုရင်ဟာလန်ဒီဒါပေါ့ဗျာ။တန်ရာလေးကြောင့်မို့ဆိုပေမဲ့အာဖရိကမှာဆိုရင်တော့ဒုတိယပိုင်းလောက်မှာပဲသူ ပြန်ပါခဲ့တယ်ဒီနေ့ဖွဲ့နယ်ပွဲမှာတော့ဟာလန်အပြည့်ဝကစားမယ်နောက်ပြီးတော့မောင်မွေကတော့ဒါနောက်ချန်တိုက်စင်နဲ့ပါခြင်းပါမယ်ဒါပေမဲ့မောင်မွေကိုကျွန်တော်အရင်နဲ့နည်းနည်းလေးတော့ဖောက်အုပ်တင်နေပြမောင်မွေနေရာကိုဖိုလန်တို့ဒါစာဝင်းဟိုးတို့ဒိုကူတို့အစားထိုးနေတယ်ဒါကိုယ့်လက်မှာတော့ဒါဂန်ဒူဂန်နဲ့ဒီကိုကိုစားလက်ကိုကန်နေပြီးတော့ဒီနောက်တန်းမှာတော့ကူစတာနိုတို့ကိုကျွန်တော်ဒီနေရာပေးနေဒါမှလည်းပြီးတော့နောက်တန်းကအတိုးလေမပေးလို့မရဘူးဗျာအကီတို့ကအခန်းကြီးတို့က John Stone တို့ဆိုတာကနာသွားပြီနောက်ကျတော့ရှိတာမှ Ruben Dias ရဲ့ Peter White တို့ကုနာဆော့တို့ Rico Lewis တို့ကဘာဒီရိုးတို့ကောင်းမယ်ရှိုးကြသူတို့ပဲအဆင်ပြေလို့ပဲတော့ရမှာပဲ Ruben Dias ဒါအကြခံမှုပြည့်မယ်ဆိုရင်တော့ဒီနေ့ဘက်ဒီတော်လေးကို Mercedes ဖိုင်ပဲစိတ်ချမ်းသာစေကောင်းမယ် Ruben Dias ဒါကြံခိုင်မကောင်းဘူးဆိုရင်တော့ကလေးတွေနဲ့တို့တွေတွားရမယ်ဗျပီတာဘိုက်လည်းပီတာဘိုက်နဲ့ရူဘန်ဒီရဲ့တွဲဆိုလို့အဆင်ပြေမယ်ဆိုရင်တော့ကျွန်တော်တို့လုံးဝအပေါင်းလက္ခဏာဆောင်တဲ့ ရတဲ့တခုထပ်မှဖြစ်ပေမဲ့နောက်တန်းဘက်ကတော့မစည်းတွေတို့လေးအန်ရကြည့်တယ်ဖောဒက်ကတော့တို့ရဲ့တက်စစ်ဒီဒီနှစ်မှာဖောဒက်ဟာလုံးဝကိုကျွန်တော်တို့ဖြန့်မြဲတဲ့တင်းထက်ကိုပို့အောင်ခေါင်းပြရတယ်ပြီးခဲ့တဲ့ယာရီကတန်းဆင်းဆုံအောင်မှာဝိလေကြောင်ပက်အတင်းတင်းကအခုဆိုရင်ချမ်းမြန်လိနေရာကိုတော့တိုက်ပွဲဝင်နေတဲ့အတင်းဆိုတော့ဖောဒက်ကိုလည်းရှော့တော့လို့မရဘူးဗျဖော်ရကိုရှော့တဲ့နော်မစကြီးခမ်းပါပဲဖော်ရတိုက်စစ်ကဒါတောင်မန်လူအီလန်ကာရဲ့တိုက်စစ်ထိုးပါဟုတွေနဲ့အထောင်တိုက်စစ်ခရစ်ဝုတ်ဆိုတဲ့ကောင်လေးကတော်တော်လေးကို ဂိုးလွန်ပိုင်းတွေကအတော်လေးကိုအားကျစရာကောင်းတော့ဒီတိုင်းမှာပြတ်တော့ကြတော့မန်စီးတီးရှော့တွက်ရင်တော့ခံရမယ်ပွဲပဲဗျနန်လေးအိုင်ယွန်ဖိုင်မူတာယော်နေခဲ့မယ်ဆိုရင်တော့ဒီနေ့ပွဲဟာဖော်လေးအင်ဝင်ဖြစ်ပေမဲ့ဖော်လေးအင်ဝင်မာကျော်မှုနဲ့မန်စီးတီးခံရမှာဖြစ်ပါတယ်ဟိုအစောဆုံးပွဲလာမယ်ကဲအဆင့်တုံးတိုက်ပွဲကတော့ကျွန်တော်ရေဒီဖော်လေးနဲ့မန်စီးတီးအဆင့်တုံးတိုက်ပွဲကတော့ဝကြီးပကောင်းရင်လည်းကြည့်ရမှာဖြစ်ပါတယ်ဟိုမန်စီးတီးကဒီအရည်ရဲ့ တို့ရဲ့ plan ညလင်းချက်က African ပဲရှိပါဗျာ African ရမယ် African ရမယ်ဆိုရင်တော့ထလားလက်မဲ့ຢာကြီးကိုဒါကျွန်တော်တို့မဖြစ်တော့ဘူးဗျာတကယ်လို့ African မရပါ့မယ်ဟိုအဆင့်1 to 4တွင်ဝင်နိုင်ခဲ့မယ်ဆိုရင်လည်းဆရာပဲပြောတော့ဗျာတို့ plan လက်မဲ့ຢာကြီးဖြစ်ပေမဲ့အဆင့်1 to 4ဝင်ခဲ့မယ်ဆိုရင်တော့ငါတို့အဆင်ပြေတယ်ဒါလို့ Africa plan လုံးရပြင်မယ်1 to 4မုံငယ်ဦးဆိုရင်တော့အဆင်ပြေဘူးဆိုပြီးပြောတော့ကြတော့ဒီကြောက်ဆရာဘက်ဒီပြင်းပြလေးရဲ့1 to 4တိုက်ပွဲကို တို့ရဲ့မဟာဘူးမဟာဘူးပြူဟာမြောက်စတိုင်နဲ့တို့ကစားမှာဖြစ်ပါတယ်ဒီကြောင်ကိုဒီနေ့ပွဲကတော့ Fortnite နဲ့ Man City ကြီးကောင်းမဲ့ပွဲလို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော့ညချမ်းချိန်ကဖြစ်ကြပါစေ